ဂရိကဘာဆိုတာလူသားကဘာနဲ့နှိစက်ဆုံးလို့ပြောလို့ရမယ်။ကွန်ပျူတာစနစ်ထဲကကွန်ရက်ပလန်တွေကိုဆိုလိုတာပါ။ကွန်ရက်တည်းရဲ့စီးစင်းတည်ရှိနေပုံကိုတက်ရှိတစ်ခုလို့ယူဆနိုင်ရင်ကွန်ရက်စနစ်ကြီးတစ်ခုလုံးကအသက်ဝင်နေတဲ့မျိုးကြီးတစ်ခုလို့ဖြစ်နေတယ်ဆိုတဲ့ချက်ကိုအန်ကွမ်ဂိန်းကုမ္ပဏီရဲ့ CEO ကေဗင်ဖလင်းကရှာဖွေတွေ့ရှိခဲ့ပြီးဂရိကဘာတွေကိုလူသားတွေသွားလို့ရတဲ့နည်းပညာတစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ရှာဖွေတွေ့ရှိမှုထဲမှာပဲသူကိုယ်တိုင်ပြန်ပိတ်မိသွားပြီးရဲ့နောက်သူသားဆန်ဖလင်းကကုမ္ပဏီကိုဆက်လက်ဦးစီးကာ သူမျှော်လင့်ထားတဲ့အတိုင်း green ဤပညာရဲ့လူသားကောင်းကျိုးတွေကိုဆောင်ရွက်ဖို့ဦးတည်ချက်ထားခဲ့တဲ့အတွက်အန်ကွမ်ကုမ္ပဏီကအောင်မြင်မှုတွေတစ်ခါပြန်ရရှိခဲ့ပါတယ်။ဖိအိနေသားကူးပြောင်းကြားမှာကုမ္ပဏီရဲ့ဒီဇိုင်းဤပညာကိုတာဝန်ယူခဲ့တဲ့ Edward Dellinger ကိုဆမ်ကအလုပ်ထုတ်လိုက်တာကြောင့် Dellinger System ဆိုတဲ့အပြိုင်ဂိမ်းကုမ္ပဏီတစ်ခုထပ်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့နှစ်တည်းကြာပြီးပြိုင်ဆိုင်မှုတွေကြားမှာအန်ကွမ်ကအသာစီးအမြင်ရခဲ့ပြီးကိုကြီးကိုယ်တော်ကိစ္စတစ်ခုနဲ့ဆမ်မနာယူပြီးနောက်အန်ကွမ်ရဲ့စီးပွားရေးဈေးကွက်ဟာတရှိန်နိုးကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ပြိုင်မက်ကုမ္ပဏီတစ်ခုကတော့မူမပြောင်းမဲ2.40လောက်ပြိုင်တည်ရှိခဲ့ပြီးဂျူနီယာဒလင်ဂျာနဲ့ဖလင်းမျိုးဆက်ကင်မီမားနှစ်ယောက်လက်ထက်အရောက်မှာနှစ်ဖက်လုံးတိုးတက်မှုတွေအပြည့်နဲ့အပြိုင်ဆိုင်လဲပိုပြင်းထန်လာခဲ့ပါတယ်။ Eve Kennedy Desk ကမြီးမားနှစ်ယောက်ရဲ့ရေးချင်းတွေကြောင့် Angwa Flame ရဲ့မူလရည်ရွယ်ချက်လမ်းကြောင်းပေါ်ပြန်ရောက်ရှိခဲ့တဲ့အတွက်ကုမ္ပဏီဈေးကွက်ကတဟုန်နိုးပြန်တိုးလာခဲ့ပါတယ်။ကုမ္ပဏီတစ်ခုလုံးမှာနေပညာသစ်တွေရှာတွေ့ခဲ့ပြီးလို့မီဒီယာတွေကသတင်းသက်သက်ရခဲ့ပေမယ့်ရဝင်ထုတ်မပြသေးပဲလှုပ်ဝက်ရှားဖွေနေကြသေးတာကြောင့်ကြီးကြီးမားမားတို့ကိုရှာတွေ့နေရဲဆိုတာရိမ့်မိနေကြပါဗျ။ နည်းပညာတိုးတက်လာတာနဲ့မြောက်ကုမ္ပဏီတစ်ခုလုံးဟာ grip နည်းပညာကို AI နဲ့ပေါင်းစပ်ပြီးလူသားတွေ grip ထဲမသွားတော့ဘဲနဲ့ grip ထဲက program ကိုအပြင်ထုတ်နိုင်ဖို့ကြိုးစားလာခဲ့ကြပါတယ်။ဒါပေမဲ့လည်း program တွေကိုအပြင်ထုတ်နိုင်တဲ့ laser snip တွေတီထွင်နိုင်ခဲ့ပေမဲ့လည်းနိုင်ဝတ်မပြည့်ခင်ပြန်ပြန်စီးသွားတာကြောင့်ရေရှည်ခံမြဲဖို့အပြန်ရှာဖွေနေခဲ့ကြရဆဲပါပဲ။ Gavin Flynn ကနှစ်ပေါင်းများစွာတည်းကအဲ့ဒီအချက်ကိုရှာတွေ့ခဲ့ပေမဲ့တလွဲနေရာမှာအုံချမိမှာစိုးရင်တဲ့အတွက်ရှာတွေ့လို့မလွယ်အောင်သူ့ရဲ့ခေဟောင်း grip ဘွားထဲမှာတင်းစီထားခဲ့ပါတယ်။သူတွေးထားခဲ့တယ်လို့ပဲ Dillinger ဘက်က Great Program အနေနဲ့စစ်ဖက်ဆိုင်ရာလက်နက်တွေအထူးစစ်သားတွေထုတ်ဖို့ရည်ရွယ်ခဲ့တာကြောင့်သူတို့သာပါမင်းနန်ကိုကိုရှာတွေ့ခဲ့ရင် Flame ရဲ့ငိမ့်ညံ့ကြွယ်ဝပြည့်စုံရည်ရွယ်ချက်ဟာအလိုလိုပြည့်စည်သွားမှာပါ။ M ကွန်ဘက်ကတော့ Kim ညီမနှစ်ယောက်လုံးက Flame ကိုလေးစားအားကျခဲ့ကြတဲ့အတွက်လူသားအကျိုးအတွက်အသုံးချနိုင်ဖို့ပါမင်းနန်ကိုကိုရှာဖွေနေခဲ့ကြတာပါ။ Junior Dillinger ဟာသူ့ရဲ့ Great Team မှာလုံခြုံရေး Software Program Aries ကိုဖန်တီးထားပြီး Grip တစ်ခုလုံးရဲ့ထိန်းချုပ်သူဖြစ်ထားက Dillinger System Grip Wall ကိုတည်ဆောက်ထားခဲ့ပါတယ်။ ပါမင်းနဲ့ကိုကိုရှာမတွေ့သေးပဲသူ့ကုမ္ပဏီကိုစစ်ဖက်ဆိုင်ရာနဲ့စီးပွားရေးသမားတွေမျက်စိကျရင်းနှီးမြှုပ်နှံလာအောင်အစည်းအဝေးတစ်ခုလုပ်ပြီး Laser Snake Grip Program နဲ့ဖန်တီးထားတဲ့စစ်သုံးတိုက်ဖြတ်ရေးရင်းနှီးတူစစ်သားဖြစ် Aries ကိုအပြင်ပါစီထုတ်ပြနေခဲ့ပါရီ Program Code တွေနဲ့ဖန်တီးထားတဲ့အရာတွေဖြစ်လို့လူသားတွေအတွက်အမြဲအသုံးချခံဖြစ်ရှိနေမယ်ပြင်ပျက်စီးသွားရင်လည်းကုတ်အစ်ပြန်ရေးရုံနဲ့ထပ်ဖန်တီးလို့ရကြောင်းနဲ့ရှင်းပြနေခဲ့ပါရီ Program Aries ကတော့ Grip ထဲမှာပဲနေလာခဲ့ရပြီးရုတ်တရက်ပြင်ပကဘာကြီးစီရောက်လာခဲ့တာကြောင့်မြင်သမျှအထူးဆန်းလိုက်ခြင်းနဲ့ အစင်းမြင့်ကွန်ပျူတာအင်အားတစ်ခုဆိုတဲ့အတိုင်းပဲလူတိုင်းရဲ့ချက်လက်တွေကိုစကန်ဖတ်ထားတဲ့အပြင်ပတ်ဝန်းကျင်အခြေအနေကိုကြည့်ကမိုးရွာတော့မယ့်အကြောင်းမှခံမှန်းပြောပြလိုက်ပါရီအစည်းအဝေးလာတဲ့စီးပွားရေးသမားတွေစစ်ဘက်ဆိုင်ရာဗိုလ်ချုပ်တွေလည်း Aries ကိုဆက်ရုပ်တရုပ်လိုဝိုင်းဟာတိုက်နေခဲ့ကြပြီးဒီလင်ညာကတော့ program လုံးပြနိုင်စွမ်းတွေကိုပဲပြောပြကအချိန်ခဏပဲဖန်တီးလို့ရနိုင်တယ်ဆိုတဲ့ချက်ကိုဖုံးကွယ်ထားခဲ့ပါရီအကုန်လုံးလဲလူသားအစားထိုးသုံးမဲ့ program season ကိုသဘောကျပြီးတော့ရင်းနှီးမြှုပ်နှံမှုကိုတေချာစဉ်းစားမယ်လို့ဒီဘေးကပြန်ထွက်သွားကြတဲ့အချိန် Aries ကတော့ program တခုမှာဘယ်တော့မှမရှိရဲ့ပတ်ဝန်းကျင်နဲ့ထိတွေ့ခံစားမှုတခုကိုခံစားနေခဲ့ရပါတယ်။ Junior Challenger ရဲ့မေ Alice ဘက်လည်းရင်းနှီးမြှုပ်နှံသူတွေကိုသူသားလှည့်စားနေတာကိုသိနေတာကြောင့်စိုးကျိုးတွေဖြစ်လာမှောင်ကိုစိတ်ပူပြီးသတိပေးစကားပြောလိုက်ပေမယ့် Permanent ကုတ်ကိုချိန်မီရအောင်ရှာမယ်ကြောင်းဘူကလန်ပြန်ပြောတာခံလာရပါတယ်။ဒူကရိုင်ကလည်းကုမ္ပဏီရဲ့ဘုတ်ဖွဲ့ဝင်တယောက်ဖြစ်တာကြောင့်သားကိုတားမရတဲ့အဆုံးအချိန်၆ပတ်အထိဘုတ်ဖွဲ့ဝင်အနေနဲ့ထောက်ခံပေးထားမယ်လို့နောက်ဆုံးသတိပေးလိုက်ပါတယ်။အဲ့ဒီချိန် program ကို grip ရဲ့အပြင်ထုတ်ထားတာအချိန်ပြည့်သွားပြီမို့ အေရီဇော်စစ်သုံးရင်ရောအမှုန်နေဖြစ်ပြက်စီးသွားခဲ့ပါရယ်အန်ကွမ်ကွန်မြူနီယက်စီယိုအီဖ်ကင်ကတော့ရေခဲတောင်တစ်ခုပေါ်ကိုရောက်နေပြီးကင်ဆာရောဂါနဲ့သေဆုံးသွားတဲ့သူ့မတက်စကင်ရဲ့ပါမီနက်ကုတ်ရှာဖွေလိုဝက်စကန်စီခီးဆက်နေခဲ့ပါရယ်စကန်နဲ့ရောက်တာနဲ့လျှက်စစ်မိန်နေဖွင့်ပြီးအဖို့ကိုလာရက်ဆတ်နဲ့တူသူ့မလီလာရှာဖွေခဲ့တဲ့မှတ်တမ်းတွေကုန်တစ်ခုချင်းပြန်ရှာဖွေဖို့ရှုပ်နေရတွေအရင်ရှင်းနေခဲ့ပါရယ်စကန်တစ်ခုလုံးမှာဖလင်းမျိုးဆက်ရဲ့ပုံနေပြင်းနဲ့တက်စက်ဆွဲလန်းကြီးမှုကိုပြန်တွေးရင်သူ့အတွက်ထားခဲ့တဲ့မှတ်တမ်းဗီဒီယိုကိုပြန်ကြည့်နေခဲ့ပါရယ် နောက်တော့ DRPD ရဲ့စံတမ်းမှုမတန်စီရီအကုန်လုံးကိုဖြန့်ကြည့်ရင်ဘာတွေရှာတွေ့ကြလဲဆိုတာရှာဖွေနေခဲ့ကြပါတယ်။လေးရမြောင်းနဲ့ရောက်လာတဲ့အခါမှာတော့ကင်တယောက် flame မြေလှုပ်ဝက်သိမ်းစီးထားခဲ့တဲ့လူသားတရံနေပုံစံ program တစ်ခုကိုရှာတွေ့သွားခဲ့ပြီးပါမင်းနဲ့ကုတ်ပဲဆိုတာသိကြသွားခဲ့ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့လုံးလုံးမလားဆိုတာသိရအောင် program ကိုလက်တွေ့စမ်းသပ်သုံးပြုဖို့စက်နဲ့နှစ်ယောက်သားလေဆာဆက်တွေပြင်ဆင်နေခဲ့ကြပါတယ်။အကုန်ပြီးသွားတာနဲ့ video မှတ်တမ်းတစ်ခုရိုက်ထားပြီး program code တွေအတွင်းကအသေးရပြည့်နေတဲ့တစ်ပင်တစ်ခု၊ရေခဲတော်ပေါ်မှာ laser grip နဲ့ဖန်တီးလိုက်ကြပါတယ်။ တစ်ပင်ရလာတာနဲ့သူတို့လို့ရမှာကတော့တစ်ပင်ဟာ29မိနစ်ထက်ပိုကြာကြာဆက်ရှိနေနိုင်မလားဆိုတာစောင့်ကြည့်ဖို့တခုပါပဲအဲ့ဒီအချိန် Diligence System ကုမ္ပဏီရဲ့ Grip ထဲမှာလည်း Aries ရဲ့ program ကပြန်အသက်ဝင်လာပြီးအပြင်ပေါ်မှာရှေ့တုန်းကသူ့ရဲ့ phantasy ပြောခဲ့တဲ့စကားတွေပြန်ကြားကလူသားတွေအတွက်သူတို့ program တွေဟာအတုံးချကန်တတ်တတ်ပဲဆိုတာတွေးမိနေတဲ့အပြင်အထီးထွေခန်းဆောင်မှုတွေကိုလည်းသဘောကျနေခဲ့တာကြောင့်သူ့ကိုယ်သူလူသားတယောက်ဖြစ်ခြင်းစိတ်တွေပေါ်နေခဲ့ပါပြီဒါပေမဲ့ Grip ထဲမှာလည်းသူကဘိုးထင်းချုပ်သူတယောက်ဖြစ်နေတာကြောင့် သူ့ရဲ့လက်ထောက်လုံခြုံရေး program အတီနောက်ကိုလည်းတချို့တဝက်ပြောပြမိပြီးမှ program 9သူ့လိုမဟုတ်တာပြန်တရိယာကငြိမ်နေလိုက်ပါရယ်အန်ကွန်ကုမ္ပဏီမှာလည်းနှစ်ကုန် software game တင်မိတ်ဆက်ပွဲခမ်းနားရှိလို့တော်ဝင်ငယ် AG တို့ဟာ if game ကိုခေါ်လို့မရတာကြောင့်သူတို့ဘာသာပဲခမ်းနားကိုအဆင်ပြေတယ်လို့လှုပ်လိုက်တော့ဖို့ဆုံးဖြတ်လိုက်ကြပါရယ် if တို့ကတော့လိုအပ်စကန်ရအောင်၃လလောက်ခီးရှည်နေခဲ့ရပြီးလေးရက်လောက်တွင်ရှာဖွေခဲ့တဲ့ permanent ကုတ်ကိုတီးပြို့ဖို့နိုင်ဝက်လောက်ချိန်ကိုရင်းတခုကုန်နဲ့စောင့်နေကြရင်အချိန်ပြည့်သွားတဲ့အထိတစ်ပင်အားဆက်လက်တီးရှိနေတာတွေ့လာရပါတယ် နှစ်ယောက်လုံးလဲဖလေးမြက်ရည်ရွယ်ချက်တိုင်း grip နီးပညာနဲ့လူသားတွေအတွက်စားနပ်ရိက္ခာပြည့်ဖန်တီးပေးနိုင်တော့မှတွေးပြီးတော့ဝမ်းသာအားရဖြစ်ကပိုတေချောင်အချိန်ဘလောက်ကြာကြာဒီကမ်လေးဆိုတော့ပါတခါရဲဆက်ဆောင်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါရစ်အဲ့ဒီအချိန် junior dillinger ကလည်းသူ့ရည်ချင်းနဲ့ permanent ကိုကိုရှာမတွေ့နိုင်တာသိနေတာကြောင့်အန်ကွယ်ကုမ္ပဏီရဲ့ပေမောက်စာပေါ်ကိုဟက်ပြီးတော့ test လုပ်နေတဲ့မှတ်တမ်းတွေအကုန်လုံးကိုခိုးယူဖို့စူးစမ်းနေခဲ့ပါရစ်အဲလစ်ပဲလည်းတားကိုတားဖို့စူးစမ်းခဲ့ပေမဲ့ခေါင်းမော်လုံးနဲ့ dillinger ကိုတားမရပဲသူစကားဟာအချီးနှီးဖြစ်သွားခဲ့ရပါရစ် ဟက်တယ်ဆိုတော့ကွန်ပျူတာစနစ်နဲ့ပဲလုပ်လို့ရတာမို့ဒလင်ဂျာလို့သမျှအကုန်လုံး grip ထဲမှာရှိနေတဲ့ program Aries ကလက်တွေ့လုပ်နေခဲ့ရတဲ့သဘောပါပဲ။ဒလင်ဂျာ system grip ထဲကလက်ရွေးစင် program တွေကို Aries ဥဆောင်ပြီးအန်ကွန်ရဲ့ server grip ထဲကိုဖောက်ဝင်ကပင်မကွန်ရဲ့ထဲထိရောက်အောင်ခိုးဝင်နေခဲ့ကြပါတယ်။အားလုံးကို Julia ဒလင်ဂျာက keyboard cloud တွေနဲ့လုပ်နေရတာဆိုပေမဲ့တကယ်စစ်မြေပြင်မှာတော့ Aries တို့ဖွဲ့ကလက်တွေ့တိုက်ပွဲဝင်နေရသလိုပဲအန်ကွန်ပင်မ server ကွန်ပျူတာထဲမှာရှိတဲ့ system error ပြလာလို့လုံခြုံရေးတွေကအမြန်ပြင်ဆင်ဖို့လုပ်နေခဲ့ပေမဲ့ ရေဖြဲမှာတော့ program တွေကပဲတိုက်ပွဲဝင်မှုခြိတက်လာနေခဲ့ကြပါတယ်။ Aries ကတော့အဆောင် program တွေမလာခင်ပင်မဆာပါတွေဝင်သွားနိုင်ခဲ့ပြီး if game နဲ့ပတ်သက်သမျှ data အချက်အလက်မှတ်တမ်းတွေတခုချင်းစီတေးချကြည့်ရင်စိတ်ခံစားချက်တွေပေါ်လာကခဏမျောသွားပြီးမှအကုန်လုံးကို download ဆွဲယူလာခဲ့ပါတယ်။ Junior Challenger လည်းသူလိုချင်တဲ့ချက်လက်တွေရပြီးမှဝမ်းသာအားရထခုန်ပြီးတစ်ဖက်ကသတိမထားမိခင် program တွေကိုအမြန်ပြန်ခေါ်ထုတ်ဖို့ Alice ဘက်သတိပေးတော့မှအမြန်ပြန်ထုတ်နေခဲ့ပါတယ်။အန်ကွယ်လုံးဂျုံရီကလည်းသတိထားမိတာနဲ့ချက်ချင်းပဲသူတို့ server ကိုဘယ်သူ hack လဲသိအောင် တမ်ပြန်ပရိုဂရမ်တွေလွှတ်လိုက်တဲ့အခါဂျူနီယာဒလင်ဂျာလဲအေရီစတိုကိုထိုးကျွေးဖို့ဆုံးဖြတ်ထားတဲ့အတိုင်းပဲဗိုင်းရပ်စ်ဘုံတစ်ခုပြစ်ချကတပွဲလုံးကိုဖျက်ဆီးပစ်လိုက်ပါရတယ်။အဲဒီအချိန် software သစ်မိတ်ဆက်ပွဲမှာစကားပြောနေတဲ့အေဂျီလဲအန်ကွယ်ရဲ့ပင်မဆာဗာဗိုင်းရပ်စ်ဝင်သွားတာကြောင့်ပွဲစီစဉ်နေပါကမောက်ကမနဲ့မိတ်ဆက်ပွဲဟာပြတ်သွားခဲ့ရပါရတယ်။သူတို့တွေလဲ server ကိုဟက်တဲ့သူဟာဂျူနီယာဒလင်ဂျာဆိုတာကိုအလိုလိုသိနေခဲ့ပေမဲ့လဲတက်တည်ပြစရာ program ဘာတစ်ခုမှမကြံခဲ့တာကြောင့်ဆွတ်ဆွဲပစ်တင်လို့ပဲရပြီးလက်တွေ့ဘာမှပြန်မလုပ်နိုင်ခဲ့ပါဘူး။ Eve တို့ကလည်း၄နိုင်လောက်ကြောင်းတစ်ပင်ကိုစောင့်ကြည့်တဲ့အထိပြန်မပြတ်သွားတော့ကြောင်းအသေးလေးပါခူပြီးဖြော်ရည်လုံးတော့ခါပြိုနေခဲ့ကြပါတယ်။အဲဒီတော့မှ AJ ရုစီကဖုန်းဝင်လာပြီးတော့ဒလင်ဂျာလို့သမျှတွေကိုပြောပြတဲ့အခါ Eve ကလည်းသူ့မတက်စတာတွေ့ခဲ့တဲ့ပါမီနက်ကိုကိုသူတို့ပြန်ရှာလို့ရတဲ့တဲ့ရင်ကိုဝမ်းသာအားရပြောပြလိုက်ပါတယ်။ AJ ကလည်းကုတ်ရှာတွေ့တာသူတို့တော်တီးခွင့်ရပြီဆိုရင် hacking လုပ်သွားတဲ့ဒလင်ဂျာလည်းတီးပြီးသွားတော့ပြီလို့ရှင်းပြရင်းလုံခြုံမှုရှိအောင်အန်ကွမ်ဌာနချုပ်စီအမြန်ပြန်လာဖို့ခေါ်လိုက်ပါတယ်။ if တို့လည်းကုတ်တော်လုံးဆွဲထားတဲ့ drive ကိုသူကိုယ်တိုင်တေချာတင်ပြီးတော့လေရင်နဲ့ချက်ချင်းပြန်လာခဲ့ကြပါတယ်။တစ်ဖက်မှာလည်း Dellinger က if ရဲ့ data တွေအကုန်ရလာပြီဆိုတာနဲ့ AI program ဖြစ်တဲ့ Aries ကိုပြန်ဖန်တီးပြီး if binary တွေမှာဘာလုပ်နေလဲဆိုတာကိုအမြန်ရှာခိုင်းနေခဲ့ပါတယ်။ Aries လည်းရန်သူ server တွေမှာသူတို့ကိုဖျက်ဆီးပစ်ခဲ့တဲ့ဖန်တီးသူကိုမကြိုက်ပေမဲ့သူတို့ကခိုင်းနာလုပ်ရတဲ့ program တွေမျိုးစိတ်ခံစားမှုတွေကိုပြန်မျိုးချက if နဲ့ပတ်သက်တဲ့မြတ်ညံ data တွေအကုန်လုံးကိုအသေးစိတ်ရှာနေခဲ့ပါတယ်။ if ရဲ့ငယ်ဘဝမျက်ညံတွေကအစား ညီမနှောင်ရဲ့ Kevin Flame နဲ့ပတ်သက်ပြီးအစွဲလန်းကြီးခဲ့တာတွေကြောင့်လူသားအကျိုးပြုရည်ရွယ်ချက်နဲ့ပေါမင်းနဲ့ကုတ်ရှာဖွေခဲ့ကြတာတွေအကုန်လုံးကိုအသေးစိတ်ကြီးရင်းနဲ့ If ကိုကြွေသွားခဲ့ပါတယ်။နောက်ဆုံးတော့ဆက်ရှာရင်းနဲ့ရေခဲတော်ပေါ်မှာ If တို့စမ်းသပ်နေတဲ့ Juru Video တစ်ခုကိုရှာတွေ့သွားပြီးပေါမင်းနဲ့ကုတ်ဆိုတာတေချာတည်သွားခဲ့တာကြောင့်လူတယောက်ဖြစ်ချင်နေတဲ့ Aries လည်းမျှော်လင့်ချက်အယောင်တွေလက်လာခဲ့ပါတယ်။ Junior Dillinger ကလည်းသူထင်ထားတဲ့အတိုင်း If တကယ်ရှာတွေ့သွားတာကြောင့် Angle လက်ထက်ကုတ်မရောက်ခင်ဂျားပြက်လူယူနိုင်မှုအစီအစဉ်တွေစဆွဲနေခဲ့ပါတယ်။ Eve 2ကလည်းလေရင်စိုက်တာနဲ့ drive ကိုသူကိုယ်တိုင်သိမ်းပြီး set နဲ့လူခွဲထွက်ဖို့စီစဉ်ဆွဲကဆိုင်ကင်နဲ့အန်ကွမ်ဌာနရုပ်စီထွက်လာခဲ့ပါတယ်။ဒီလင်ညာကတော့ grip ထဲကနေ Aries နဲ့ Athena တို့ကိုအပြင်ထုတ်ပြီးမပြတ်စည်းခဲ့29မိနစ်တွင် Eve C ကပေါမင်းနက်ကိုရအောင်ယူဖို့အမိန်ပေးလိုက်တဲ့အခါ Aries လည်းသူလိုချင်တဲ့ကိုရဖို့အခွင့်အရေးရသွားခဲ့ပါတယ်။အစင်းမြင့် program ဆိုင်ကင်နဲ့နှစ်ယောက်သားထွက်လာခဲ့ကြရင်တမျိုးလုံးရဲ့ကင်မရာတွေဂျိုရုကင်မရာတွေကနေတဆင် Eve ကိုရှာဖွေခဲ့ကြပြီးဆိုင်ကင်နဲ့ထွက်လာနေတာတွေ့သွားခဲ့ပါတယ်။ ရှာတွေ့တော်တာနဲ့ Aries နဲ့ Athena တို့လူခွဲပြီးလိုက်ရှာကြရင်အ Athena ကအရင်ဆုံးရောက်သွားပြီးတိုက်ခိုက်နေတာကြောင့် Eve လည်းသူ့နောက်လိုက်နေတာဘာမှန်းစဉ်းစားမရတဲ့အတွက်မျက်ခြေဖြတ်ကကားပါကေတခုပေါ်မောင်းတက်ပြေးသွားပြီးပုန်းနေလိုက်ပါရီ။ Athena အပေါ်တိလိုက်လာချိန်မှာဆိုင်ကနဲ့ချောင်းတိုက်ခိုက်လိုက်တာကြောင့်အောက်ဆုံးထိပြုတ်ကျသွားမှဆေးရေးသွားခဲ့ပေမယ့်မသေးပဲပြန်ထလာတာတွေ့ပြီး Program ဆိုင်ကရဲ့ကုတ်တွေကိုအ мян အသေးကယူမောင်းပြေးလာခဲ့ရပါရီ။ Athena လက်ကလွတ်လို့ဆေးရေးမဲ့ကျန်တော့ Aries ကပါသူ့ကိုရှာတွေ့သွားတာကြောင့်မျိုးလေကောင်မှာ program တွေရဲ့ဖြည့်စည်ရေးလေဆာတန်းတွေနဲ့အပြန်အလှန်တိုက်ခိုက်ကြရင်ပြေးနေခဲ့ရပါတယ်။ ဂျူနီယာဒလင်ဂျာကလည်းအေရီစ်ရဲ့လောက်ရက်တွေမပြတ်သားတာကိုမြင်ပြီးအရန်အစီအစဉ်ကိုအကောင်အထည်ဖော်ဖို့ဆုံးဖြတ်ကာအီဖ်ကိုဂရက်ဘာရဲကိုဆွဲခေါ်ဖို့လေဆာသနက်နဲ့အတူတပည့်တယောက်ကိုလေရင်နဲ့လှုပ်လိုက်ပါရင်အီဖ်တို့ကလည်းပြန်လည်တိုက်ခိုင်းရင်းနဲ့မြို့တစ်ခုလုံးပြောင်းဆန်အောင်ပြက်စီးသွားခဲ့ပြီးစိုက်ကဲနှစ်စီးလုံးမောက်သွားလို့စိုက်ကန်တစ်ခုစီရောက်တဲ့အခါ drive ကိုချိုးပြက်လွန့်ပစ်လိုက်ပြီးမှအေရီစ်ကိုတေချာကြည့်မိက program AI တစ်ခုမှတည်သွားခဲ့ရပါတယ် program နေရဲ့အချိန်ကကုန်တော့မှမို့ Aries လည်းအားနည်းလာပြီးပြက်စီးတော့မယ့်ချိန်ဒီလင်ဂျာရဲ့လေရင်ရောက်လာက Eve ကို grid blazer နဲ့ပစ်လိုက်ပါတော့တယ် မျိုးသတင်းဌာနအကုန်လုံးကလည်းမျိုးရဲမှာထိုးစမ်းတဲ့တိုက်ခိုက်ပျက်စီးမှုတွေကြောင့်သတင်းလွှင့်နေပြီးပထမဆုံးမိတ်ဆက်ခဲ့တဲ့ Dillinger System Company ရဲ့လုံရက်တွေလားဆိုတာမေးခွန်းနဲ့ထုတ်ကုန်ကြပါပြီ။ Elizabeth လည်းတောဖြစ်သူရဲ့အစွန်ရောက်လုံရက်တွေကိုအပြစ်တင်နေပြီမယ်။ Dillinger ကတော့ကုတ်ရသွားလို့လူတွေအတွက်သူတီတွင်ထားတာတွေထုတ်လုပ်နိုင်ခဲ့ရင်ဝေဖန်နေတဲ့ပါဇက်တွေပိတ်သွားမှာပဲလို့ပြန်ပြောလိုက်ပါရတယ်။အဲ့ဒီချိန် grip ထဲမှာတော့ Aries တို့က if ရဲ့မှတ်ညံတဲ့ program တစ်ခုကိုအမြန်ဖန်တီးပြီးတော့ဓာပြတက်ပေးကကိုကူပြောပြပြီးတော့တောင်းဆိုတဲ့အခါဖြက်စီးပြစ်လိုက်ပြီးဆိုတဲ့အဖြေပဲရလာခဲ့ပါတယ် အသီးနာကလည်း grip ထဲမှာရှာတွေ့တဲ့အချက်လက်တွေအရကိုကိုမြင်မှုထားတဲ့မျက်ညံတွေကပြန်ဆွဲထုတ်ယူရင်ရနိုင်ကြောင်းပြောပြီးအဲ့ဒီကိုကိုဆွဲထုတ်လိုက်ရင်လည်း EVA program ဟာပြည့်စည်သွားမှာပါ။ Aries လည်း program ပြတ်သွားရင်ပြင်ပေါက်ပေါ်မှာပါ EVA ဆိုတာရှိတော့မှာမဟုတ်ဘူးလို့တွေးဝေးသွားပြီးမျက်ညံဆွဲထုတ်မဲ့စီစဉ်ကိုခဏရက်ခိုင်းကဖန်တီးသူနဲ့ဒူဂရိုင်းဆက်သွယ်ပြီးမှဆက်လုပ်မယ်ကြောင်းပြောလိုက်ပါတယ်။နောက်တော့ဒလင်ဂျာနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးအသေးစိတ်ရှင်းပြလိုက်တဲ့အခါသူလိုချင်တာရရင်ပြီးတော့လိုအပ်တာအကုန်လုပ်ဖို့အမိန့်ပေးတာခံလိုက်ရတာကြောင့် ။ Aries လည်းဖန်တီးသူမားသေးတဲ့အတွက်အစီအစဉ်ခဏရပ်ထားရမယ်လို့အသီနာတို့ကိုလိန်ပြောလိုက်ပါရီ။အသီနာလည်း Aries ရဲ့အခြေအနေမူမမှန်တာကိုသတိထားမိနေတာကြောင့်ဟန်ပြထွက်သွားပြီးဒူဂရန်ဒလင်ညာနဲ့ဆက်သွယ်တဲ့အခါဒါရိုက်ခွင့်ပြုမယ့်အပြင် Aries ရဲ့ယာရုဖြစ်တဲ့ဘိုထိန်ချုပ်သူယာရုပါရလာခဲ့ပါရီ။ Aries ကလည်းအသီနာသူ့ကိုမယုံတာသတိထားမိနေပြီး Grip အပြင်မှာရောက်အောင်ထွက်နိုင်ခဲ့ရင်သူ့ကိုပါမင်းနဲ့ကုန်းနဲ့လူသားဖြစ်အောင်လုပ်ပေးဖို့ Eve နဲ့ညီနိုင်က program တွေပြန်လာတာနဲ့တိုက်ခိုက်ထွက်ပြေးလာခဲ့ကြပါရီ။ အဒီနာလေးလောက်ပိုင်ခွင့်ရတာနဲ့အစင်းမြင့် drone program တွေလှုပ်က Aries ကိုဖျက်ဆီးပြီးတော့အသုံးပြုသူဘဝခေါ်လာခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်။ဘဝထင်းချုပ်သူဖြစ်ကြာကြီးနေလာခဲ့တဲ့ Aries ကတော့ရှောင်ရမယ့်ကွင်းရက်တွေကိုကျွမ်းကျင်နေတာကြောင့်လိုက်လာသမျှတွေကို AC ပဲရှောင်တန်းက Great Border ထွက်ပေါက်စီတန်းဝင်သွားခဲ့ပါတယ်။ Kevin Flynn လက်ထက်မှာတော့အခုလိုမျိုး program တွေချုံရင်းမှုကိုထိန်းချုပ်ဖို့ဝင်ပေါက်တွေကိုအပြင်ကပဲဖြန့်လို့ရအောင်လှုပ်ထားခဲ့ပေမယ့်နောက်ပိုင်းနှစ်တွေမှာတော့ AI ဆင်းမြင့်လာတာကြောင့်ဝင်ပေါက်တွေကိုနေရာစုံကဖြန့်လို့ရလာခဲ့ပါပြီ။ ။ Aries တို့ဝင်ပေါက်ကနေထွက်လာတာနဲ့ကွန်ရက် CPU ရဲ့လိုလျောက် laser စနစ်ကနေဒလင်းကြောင်းကိုမထိန်းချုပ်ပဲ programmer ဟာအသွင်ပြောင်းထွက်လာခဲ့ပါတယ်။အပြင်ကဘာစီရောက်တာနဲ့ Aries ရဲ့အချိန်ကပြန်ပြည့်စည်းသွားဖို့29မိနစ်ပဲကျန်တော့တာမို့အချိန်မီပါမင်းနဲ့ကုတ်ထည့်ပြီး program တစ်ပြန်မလုပ်နိုင်ခဲ့ရင်သူဟာလုံးဝပျောက်ကွယ်သွားတော့မှာပါ။ဒါကိုသိတဲ့ junior dilinger လေ Aries ဆိုတာသူ့ရဲ့ကိုယ်ရက်ထဲက program တစ်ခုဖြစ်လို့ပျက်စီးသွားရင်နောက်တစ်ခါပြန်ဖန်တီးပြီးတော့မှမဟုတ်ဘူးလို့អော်ပြောလိုက်ပေမဲ့လေအပေးယူရှိထားတဲ့အတွက်ဘာမှမတုံ့ပြန်ပဲ if ကိုတင်းဆွဲခေါ်ပြီးကုတ်ရှာဖို့ထွက်ပြေးလာခဲ့ပါရင် Eve တို့ထွက်သွားတာနဲ့ Delinger နဲ့ Athena ကို hijack program တစ်စီးနဲ့အတူ Grave ထဲကထုတ်ပြီးတော့ Ares ကိုဖျက်ဆီးဖို့နဲ့ကုတ်တဲ့ဆောင်သူ Eve ကို Grave ထဲပြန်ထည့်ဖို့မိန့်ပေးကလေဆာတနက်ပါပေးလိုက်ပါတော့တယ်။ Eve တို့ကလည်း Vanguard တစ်စီးနဲ့ Anguan Tower စီသွားနေပါမင်းနဲ့ကုတ်ဟာ Kevin Flame ရဲ့ Grave ဘာထဲမှာအမြဲတမ်းရှိနေတာကြောင့်ကိုရိုင်းသွားရှာမှရမယ်ကြောင်းရှင်းပြနေခဲ့ပါတယ်။ Ares ကလည်း AI တယောက်ဖြစ်တဲ့အတွက်အချိန်တွေကိုတွက်ချက်ကြည့်ရတဲ့အခါဘလို့မှမမီနိုင်တာသိပြီးရောက်ရောက်ချင်းသူ့ကို Flame ရဲ့ Grave ထဲတန်းထည့်နိုင်မှဖြစ်မဲ့အပြင်ဒီထက်မြန်တဲ့နှုံနဲ့သွားဖို့လိုအပ်ကြောင်းမှရှင်းပြလိုက်ပါတယ်။ ။ Evelyn အချိန်မီစီစဉ်နိုင်မှုအတွက် Lambis တိုးဆိုင်ပိုင်းရှင်စီက phone ကားက set ကိုခေါ်ပြီး flame ရဲ့ grip ထဲသွားဖို့လေဆာသနက်နဲ့တူအန်ကွန်ကို15မိနစ်တွင်ရောက်လာဖို့ပြောလိုက်ပါတယ်။အဲဒီအချိန် Aries ကလည်းအချိန်မီရောက်ဖို့ကားပြောင်းမှရမယ်လို့တွက်ဆပြီးဆိုင်ရှဲပြိုင်ကားကိုခိုးယူလာခဲ့တာကြောင့် Evelyn နောက်မှကြားတဲ့ငွေလွှဲပေးမယ်ကြောင့်အော်ပြောရင်းနဲ့ကားပေါ်တက်လိုက်သွားခဲ့ကြပါတယ်။အန်ကွန်တာဝါစီမောင်းနေတဲ့လမ်းတစ်လျှောက်အေရစ်က Eva ကြောင့်သူဖတ်ထားသမျှ data တွေတခုမကျန်အကုန်ရုတ်ပြပြီးအဲဒီချက်လက်တွေကြောင့်ပဲသူ့လို program တစ်ခုကခန်းစားချက်တွေပေါ်လာရတဲ့အကြောင်းရှင်းပြနေခဲ့ပါတယ်။ Evle ထူးခြားနေတဲ့ AI program တယောက်ကိုတွေ့ပြီး NLG ဖြစ်နေခြင်းသူမျိုးသိထားခဲ့တဲ့မြောက်ခန်းစားချက်တွေထိပါစာဖတ်ရင်းနဲ့နားလည်နေကြောင်းမှာစက်ကြားလိုက်ရတာကြောင့်သူလိုက်မိနိုင်တဲ့နိပညာရေးရဲ့အလုံးကိုရောက်သွားသလိုခန်းစားနေခဲ့ရပါတယ်။ Gabe Flame ရဲ့ grip ထဲမှာပါမင်းနဲ့ကုတ်ကထာဝရရှိနေမှာမို့သွားရှာဖို့ဆိုရင်1980ခုနှစ်ကကွန်ပျူတာကွန်ရက်တစ်ခုရဲ့ခေအောင် grip ထဲကိုရောက်သွားမှာမို့ဂျိုဒင်တွေးထားဖို့ Evle အကြံပြန်ပေးလိုက်ပါတယ်။အဒီနာကလည်း high jack နဲ့ပြန်နေနေတဲ့ store ဆိုင်ကင်မရာတွေကနေတဆင့်သူတို့နှစ်ယောက်ကိုတွေ့သွားပြီးအမြန်မောင်းလိုက်လာနေခဲ့ပါတယ်။ အန်ကွန်တာဝါစီသူတို့ရောက်လာတဲ့ချိန်အေရီစ်အတွက်အချိန်ကမိနစ်ပိုင်းလေးပဲကျန်တော့တာမို့ကွက်တီရောက်လာတဲ့ဆက်နဲ့တူကေဗင်ဖလိမ်းရဲ့ရုံကောင်းရှိရာအလှအစီအမြန်တက်လာခဲ့ကြပါတယ်။ဒက်လီကားရဲ့ရောက်မှာအေရီစ်အကြောင်းရှင်းပြရင်ဆက်နဲ့မိတ်ဆက်ပေးပြီးအချိန်မီဂရစ်ထဲပို့နိုင်ဖို့ဆက်လုပ်ရမှာရိအီဖ်ကအသေးစိတ်ညွှန်ကြားနေခဲ့ပါတယ်။ရုံကန်းစီရောက်တဲ့အခါကွန်ပျူတာကတစ်ဆင့်လေဆာကိုချိတ်ဆက်ဖို့ပြင်ဆင်နေတော့အေရီစ်ကလည်းသူပြန်ထွက်လာနိုင်ဖို့အီဖ်ကိုယုံကြည်လို့ရနိုင်မလားလို့မေးနေလူတယောက်နဲ့ပရိုဂရမ်တစ်ခုရဲ့ခန်းစားချက်တွေအလိုလိုချိတ်ဆက်မိသွားခဲ့ကြပါတယ်။ တဖြည်းဖြည်းချင်းကစက္ကန့်ပိုင်းမဲ့လိုတော့တဲ့ချိန်အဒီနာကလည်းအန်ကွမ်တာဝါရှေ့ထိရောက်လာခဲ့တာကြောင့် Eve တို့လည်းလေဆာမြန်ပစ်ဖို့ပြင်ပြီး Aries ကိုရှေ့ကရက်ခိုင်းတဲ့အခါမှာတော့သူသာမတိုင်းရင်အကုန်လုံးကိုအဒီနာဖျက်ဆီးပစ်တော့မှတွေးမိသွားတဲ့ Aries လည်းသူ့လိုချင်သောဘာမင်းနဲ့ကုတ်ကိုစွန့်ပစ်ဖို့ဆုံးဖြတ်ရင် Hajessy ကိုပြေးဝင်သွားခဲ့ပါရယ်။ဒါပေမဲ့လည်း Eve တို့ကအချိန်မီလေးပဲလေဆာနဲ့ပစ်ပြီးတော့ Aries ကို Flame ရဲ့ Grip ဘွားတွေကိုပိုးဆောင်ပေးနိုင်လိုက်ပါရယ်။စိတ်တူသွားတဲ့အဒီနာလည်းတာဝါတွေကို Hajessy နဲ့တိုက်ဖောက်ဝင်လာပြီး Aries ပြန်ထွက်လာလို့မရအောင်လေဆာတနတ်ကိုဖျက်ဆီးပစ်လိုက်ပါရယ်။ ီးတော့မှ Delinger System ကွန်ရက်ရဲ့လေဆာတနက်နဲ့ Eve ကိုဖမ်းခေါ်ဖို့ကြိုးစားရင်ရုံငန်းတစ်ခုလုံးကိုဖျက်ဆီးနေတယ်လို့ဖြစ်သွားတာကြောင့်တနက်ပြခါနီးမှာအရေးပေါ်မီးကာခွေရေပန်းတွေပွင့်လာပြီးသူ့အပေါ်ရေတွေကျလာခဲ့ပါတယ်။ပြင်ပကဘာ dressing တွေရဲ့အထီးတွေကိုသူကိုယ်တိုင်ခန်းစားမိလိုက်တော့မှ Eriza ဘာကြောင့် system ပေါ်တစ္ဆာဖောက်ရလဲဆိုတာနားလည်လိုက်ချင်းသူ့ရဲ့ချိန်ကလည်းကုန်သွားတဲ့အတွက်တနက်မောင်းမဆွေးနိုင်ခင်မှာပဲပြက်စီးသွားခဲ့ရပါတယ်။လေဆာတနက်ကလည်းရေစက်တွေဆူသွားတာကြောင့်ပြက်စီးသွားခဲ့ရပြီး Junior Delinger ရဲ့စူးစမ်းထားခဲ့တဲ့မြောက်တဲတဲ့ရင်သွုံဖြစ်ခဲ့ကစိတ်တက်တွေကြာသွားခဲ့ရပါတယ်။ တင်ဌာနတွေကလည်းမြို့ရဲမှာပတ်တောင်းညမ်းသွားတဲ့အတီနာတရင်ကိုထုတ်ပြန်ရင် Dillinger System Company ပေါ်တန်တရားတွေပိုများလာနေကြောင်းတင်ဆက်နေတာကြောင့် Alice ပဲလဲတားဖြစ်သူကိုနနာကြီးကြီးနဲ့ပားရိုက်ဆုံးမလိုက်ပါရတယ်။ Flame Grip ဖြဲရောက်သွားတဲ့ Aries လဲခေအောင်ကွန်ပျူတာ CPU ကွန်ရက်ဖြစ်နေတာကြောင့် Duty Snip တွေနဲ့တားကြောင်စူးစမ်းနေတော့ Dreason Bedis နဲ့ Program လေးတစ်ခုပေါ်လာတာတွေ့လာရပါတယ်။သူကအစင်းမြင့် AI တစ်ခုဖြစ်နေတာကြောင့်အကုန်လုံးကိုခဏလေးနဲ့နားလည်နိုင်သွားပြီး Program လေးခေါ်ရအောင်ကိုအလိုက်တင်လိုက်သွားခဲ့ပါတယ်။ အန်ကွန်တာဝါမှာလည်း if တို့က AJ ဖွဲ့သားတွေကိုအကြောင်းစုံရှင်းပြပြီးပျက်စီးသွားတဲ့လေဆာကိုပြန်ပြင်က Aris ကိုပြန်ခေါ်ဖို့အကူအညီတောင်းရင်းနဲ့အစွမ်းကုန်စ조사နေခဲ့ကြပါတယ်။ Alice ဘက်ကလည်းဘုတ်ဖွဲ့ဝင်နေတဲ့အချိန်မှာဂျူနီယာကိုယာရုချကပါမင်းနဲ့ကိုရရှိ project ကိုပါပိတ်သိမ်းပြဖို့စီစဉ်နေချိန်သူတို့ကတော့စိတ်တကြလမ်းပြောင်းနေလို့ဘာလို့ရမလဲစဉ်းစားနေခဲ့ပါတယ်။ Reply မှာလည်းအတီနာကသူမအောင်မြင်ခဲ့တဲ့ mission ကိုစိတ်တူနေပြီးသူကိုယ်တိုင်ကပါအပြင်ကပါကြီးကိုအားကြသွားခဲ့တာကြောင့်ပေါ်တင်ဝင်ပေါက်ကနေအပြင်ကိုပြန်ထွက်ကာကိုကိုရအောင်ယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒလင်ကြလေသူဘာမှမလုပ်ရပဲလေစာကနေတစင်အသီနာထွက်လာတာကြောင့် NOB မေးတဲ့အခါပထမအခေါက်ကပေးခဲ့တဲ့မိန်ကိုသူသဘောနဲ့သူဆက်လုပ်တာဆိုပြီးတော့အတားစီကုန်ရှင်းပြမယ်လို့အပြတ်ပြောလိုက်ပါတယ်။ဒါကြောင့်စနစ်တစ်ခုလုံးကိုပိတ်ချဖို့ကြိုးစားနေတဲ့ Alice Pack ကိုအရင်ဆုံးရှင်းပြလိုက်တဲ့အခါဒလင်ကြလေသူဖန်နေခဲ့တဲ့ program တွေကိုသူကိုယ်တိုင်ထိန်းလို့မရတော့ပါဘူး။ဘာမှမတတ်နိုင်တော့ပဲမိခင်ကိုပွေးဖက်ရင်ထိုင်းကြည့်နေတော့အဒီနာကတော့ grade 3ကအကြီးဆုံး program ကိုရင်မြန်ကြီးနဲ့တူတက်ကူတွေပါခေါ်ထုတ်ပြီးတော့ if ကိုဖမ်းဖို့သူကိုယ်တိုင်အမိန်ပေးကထွက်သွားခဲ့ကြပါတယ်။ အဲ့ဒီချိန်ဖလိမျက်ခေါင်းဂရစ်ဖဲမှာတော့အဲရီစာကေဗင်ဖလိမျက်ပရိုဂရမ်နဲ့ထိတိုက်တွဲဆုံခဲ့ပြီးတော့သူ့လိုပရိုဂရမ်တစ်ခုမှာလူသားတယောက်လိုစိတ်ကံစားချက်တွေပေါ်လာလို့ပါမင်းနဲ့ကိုကိုရှာနေတဲ့အကြောင်းပြောပြလိုက်တဲ့အပြင်လက်ရှိချိန်မှာတော့တငယ်ချင်းတယောက်ကိုကယ်တင်ဖို့ဘာမှသူ့အတွက်ရင်းမကြီးတော့ကြောင်းအမှန်တမ်းရင်ဖွင့်ကအပြင်ပြန်ထွက်လို့ရနိုင်မယ့်နီလန်ကိုမေးနေခဲ့ပါတယ်။ကေဗင်ဖလိမျက်အဲရီစ်ပြောရတွေကိုနားထောင်ပြီးသဘောကျသွားကသူတီထွင်ငယ်ရုံးကပါမင်းနဲ့ကိုလိုနာမည်ပေးခဲ့ပေမဲ့အချိန်နဲ့ကြာလာတဲ့အမျှအဲ့ဒါဟာအင်ပါမင်းနဲ့ကိုပဲဆိုတာကိုသူနားလည်လာတဲ့အကြောင်းပြန်ပြောရင် ဒီအနေပုံစံကုတ်တခုထုတ်ပေးလိုက်တဲ့အပြင်သူ့ရဲ့အားကစားယုံတွေကလေဆာထွက်ပေါက်ကနေတဆင့်အပြင်ထုတ်ဖို့ပါကူညီပေးလိုက်ပါရီ။ Eve 2ကလည်းလေဆာတနက်ကိုပြန်ပြင်ဖို့လုပ်နေတော့မိုးမြော်တိုက်တစ်ခုစားလို့ရှိတဲ့ရေမြိုင်းကြီးတစ်စင်းမြူရဲလာနေတယ်ဆိုတဲ့သတင်းကိုနားထောင်လိုက်ရတာကြောင့်သူတို့စီလာနေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပြီးအတီနောက်ကိုအန်ကွယ်နယ်ဝေးရမြောက်ခုံဖို့ဆုံးဖြတ်လိုက်ပါရီ။ဒါကြောင့်အတီနောက်ကိုရက်ပစ်နိုင်ဖို့ဆိုတာ Delager System Server ကိုဟက်ပြီးတော့စနစ်တစ်ခုလုံးကိုပိတ်နိုင်မှဖြစ်မှာမို့သူတို့ရထားတဲ့လေဆာပြက်ကနေတစ်စင်း Server ကိုဖောက်ဝင်ပိတ်ချဖို့ AG Rogue ကိုမှာကထွက်လာခဲ့ပါရီ။ အဒီနာလည်းသူ့ရဲ့တက်ကူတွေနဲ့အတူမြို့ကြီးပေါ်ဖြတ်ပြန်လာပြီးသူ့ကိုတိုက်ခိုက်တဲ့လူသားလေရင်တွေကိုတိုက်ခိုက်ဖျက်ဆီးရင်းနဲ့ if ကိုလည်းကင်မရာဘောင်းဆောင်ကနေရှာနေခဲ့ပါရီတွေ့သွားတာနဲ့ if နောက်ကိုနှောက်ရှက်ကင်းကင်းလိုက်ဖို့ program laser drone တွေလွတ်ပြီးလူသားရင်တွေကိုတိုက်ခိုက်ဖျက်ဆီးကသူကတော့ if စီပဲဦးတည်ထွက်လာခဲ့ပါရယ်ရဲတွေစစ်လေရင်တွေလည်း program AI ကြီးကိုဘလို့မှဓာတ်ဆီးလို့မရနိုင်ပဲဖြစ်နေတာကြောင့်အသေးခံကတိုက်လေရင်တွေနဲ့ဝင်တိုက်ဖျက်ဆီးနေခဲ့ကြပါရီအဒီနာရဲ့ drone တွေကလည်း if ကိုဖမ်းထားဖို့စူးစမ်းနေကြတာကြောင့် ရင်မြန်ကျွန်တော်တို့ဘက် ပြက်စီးသွားခဲ့ပြီး if ကိုတော့ laser တွေနဲ့ဖမ်းချုပ်ထားနိုင်ခဲ့ပါတယ်။အတင်းတော်လည်းရင်မြန်ကိုပြစ်ထားခဲ့ပြီးသူ့ကိုယ်ပိုင်ရင်ငယ်တစ်ခုနဲ့ထွက်လာကရဲကားတွေကိုဖျက်တိုက်ဖျက်ဆီးရင်းနဲ့ if ကိုဖမ်းခေါ်လာခဲ့ပါတယ်။ဒီမျိုးလုံးလေး laser မြင်းနဲ့ပြက်နေတာကြောင့်ပြည်သူတွေကဒုက္ခရောက်နေခြင်းရဲတွေကလည်း Diliger System Company ကိုဝိုင်းထားပြီးတော့ CEO ကိုဖမ်းဖို့လုပ်နေခဲ့ကြပါတယ်။အဲ့ဒီချိန် AJ ကလည်း system server ကိုဟက်လို့ရသွားပြီး server grip ထဲကတိစောက်ဖမ်းတီးထားသမျှကိုဖျက်ဆီးပစ်လိုက်တာကြောင့်အတင်းတော်ရဲ့တက်ကူတွေရော laser drone တွေပါပျက်စီးသွားခဲ့ပေမဲ့ ဘီမော်ထိန်ချုပ်သူပရိုဂရမ်ဖြစ်တဲ့သူကတော့မပျက်စီးခဲ့ပါဘူး။သူ့ကိုဒလင်ဂျာကိုရိုင်းတီးတဲ့ဖန်တီးထားခဲ့တာမို့တိုက်ခိုက်ခံရလို့ပျက်စီးတာမှမဟုတ်ရင်ဖျက်ဆီးနိုင်တဲ့ကုတ်ကလည်းဒလင်ဂျာပဲဖြစ်နေခဲ့တာပါပဲ။ဒါကြောင့်အတီနာလဲပေမဌာနချုပ်က Great Blazer တနက်တေးစီပြန်သွားပြီး Eve ကို Grip ထဲခေါ်လာကကုတ်ထုတ်ယူဖို့စီစဉ်ထားခဲ့တာပဲဖြစ်ပါရယ်။ဒါပေမဲ့လည်း Flame ရဲ့အားစောင်းရုံထွက်ပေါက်ကနေပါမီနဲ့ကုန်းနဲ့အတူပြန်ရောက်လာတဲ့ Aries ကလမ်းပိတ်ပြီးအတီနာရဲ့ယင်ကိုဖျက်ဆီးက Eve ကိုကယ်လိုက်နိုင်ခဲ့ပါရယ်။ သူ့အတွက်ပြင်ပေါ်မှာချိန်ရှိတော့တဲ့ပြင်ဒီတစ်ခါပျက်စီးရင်လည်းဒလင်ဂျာကပြန်မဖန်နေတော့မှသိနေတဲ့အတီနာလည်းမထူးဆက်ခင်းကသူ့ကိုယ်ရံတော်နှောင်းနေတူအေရစ်ရောအစ်ဖ်ကိုရောတတ်ပြစ်ဖို့ကြိုးစားခဲ့ပါရတယ်။အေရစ်လည်းသူ့နဲ့ချိန်ကြာကြီးလုံတွဲလုပ်ခဲ့တဲ့အတီနာကိုဖြောင်းပြရုံနဲ့မရတဲ့ဆုံးအစ်ဖ်ကိုဘေးလို့ရပြေးခိုက်ပြီးတော့တိုက်ခိုက်ဖို့လမ်းကိုရွေးကသုံးယောက်တယောက်တိုက်ခိုက်နေခဲ့ပါရတယ်။ကေဗင်ဖလင်းစီကကုတ်ရလာခဲ့ပြီးမှပြင်ပကဘာကြီးမှာအမြဲတမ်းနေနိုင်တော့မယ့်အေရစ်လည်းထိခိုက်ရုံနဲ့မပျက်စီးနိုင်တော့တာကြောင့်အဒီနာရိုကိုအားကုန်တိုက်ခိုက်နေရင်အစ်ဖ်ကသူ့လက်နက်တပြားကိုလှမ်းပေးလိုက်တော့မှအနိုင်တိုက်နိုင်ခဲ့ပါရတယ် ရဲရီကလည်းဒလင်ဂျာဌာနချုပ်ကိုဝိုင်းထားပြီးမှမိခင်လဲဆုံးလမ်းလဲပြောင်းနေတဲ့ဒလင်ဂျာလဲရွေးချယ်စရာမရှိတဲ့နောက်တော့သူ့ကိုယ်သူဂရစ်ပြတ်ထိန်းချုပ်သူအဖြစ်ပရိုဂရမ်တစ်ခုရေးကလေဇာတနာဝင်ရင်းနဲ့ဂရစ်ထဲဝင်ပြေးသွားခဲ့ပါရယ်အားလုံးပြီးဆုံးသွားချိန် Eve နဲ့ Aries တို့လည်းထိုင်နာနေရင်လူသားကဘာတွေမှာ Tower ရက်တီနိုင်တဲ့ပရိုဂရမ်တစ်ခုရှိနေတယ်ဆိုတာကိုဘယ်သူမှမသိအောင်ဖုံးထားဖို့သဘောတူညီချက်ယူလိုက်ကြပြီးဘယ်သူမှရောက်မလာခင် Aries ကတယောက်တည်းထွက်သွားခဲ့ပါရယ်နောက်ဆုံးမှာတော့ Eve လည်းပြိုင်မက်ကုမ္ပဏီမရှိတော့တဲ့ Anquan ကုမ္ပဏီကိုတိုးတက်အောင်ဦးစီးပြီး ။ပေါမင်းနဲ့ကုတ်တီနဲ့လူသားအကျိုးအတွက်စားနပ်ရိက္ခာတွေ၊စေဝါတွေကိုဂရိတ်ကနေတစင်ဖန်ပြီးကငင်းချိုင်းလမ်းကြောင်းကိုစတင်အကောင့်ထဲဖွင့်နေတယ်။ကေဗင်ဖလင်းရဲ့ရီမန်းချက်ကိုဖြည့်ဆည်းပေးနေခဲ့ပါတယ်။အေရစ်ကတော့လူသားပါရဲ့ရတာကိုခီးတွေပတ်သွားရင်းနဲ့အပြေးဝခံစားနေပြီးဗေနီယာရောက်ရောက် EFC ကိုတော့ postcard စာလေးတွေပို့ကသူ့လိုမျိုးတခြား program တွေရှိနေတဲ့ဆိုတာကိုရှာတွေ့ထားကြောင်းပြောရင်ဇလန်ပီးဆုံးသွားခဲ့ပါတယ်။